အဲ့တော့ဘာလို့ဆိုရဲအတ္တိတရားမရှိတဲ့ပုဂ္ဂိုလ်ရဲ့ဇယိုက်လက္ခဏာဘာတွေလဲဆိုရင်သူကဒုစိန်တိတာစိန်တီတွေးလိုက်လို့ရှင်ဒီကောင်းကျိုးချမ်းသာကို ဖြစ်စေနိုင်တဲ့အတွေးမျိုးသူများထိခိုက်မှု မရှိတဲ့အတွေးမျိုးဒီလိုအတွေးမျိုး မတွေးဘူးတဲ့မကောင်းတဲ့အတွေးဆိုးချိုးကို ဖြစ်ပေါ်စေမဲ့အတွေးတွေကြီးပဲအကောင်းဘယ်တော့မှမတွေးဘူးလို့ဆိုလို့ တွေးတဲ့များဟာအစိုးတွေရှိပြီအစိုးဆိုတာဘယ်လိုဟာကိုအစိုးခေါ်တယ်လဲကိုမကြိုက်တာကိုအစိုးလားဆိုအဲ့လိုမဟုတ်ဘူးလောကလူတွေမှာအကောင်းတဲ့အစိုးဆိုတာရှိတယ်လေလူတဘာဝလူရက်ထဲမှာနေမဲ့ဒါအကောင်းတဲ့အစိုးဆိုတာရှိတယ်အေးဒီလူကစိတ်ကောင်းရှိတယ်ဒီလူကစိတ်ကောင်းမရှိဘူးဆိုတာရက်ထဲမှာနေပြောလို့ရတယ်ပေါ့နော်အဲ့တော့ကောင်းတဲ့အတွေ့မကောင်းတဲ့အတွေ့ဒီနေရာမှာခွဲခြားပြီးတော့သိရတယ် ဒုတ်စိန်တိတစိန်တိဆိုတွေးလိုက်ရင်လည်းကောင်းတဲ့အတွေ့ဘယ်တော့မှမတွေ့ဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ဘာလားဆိုတဲ့ပုဂ္ဂိုလ်ကောင်းတဲ့အတွေ့မတွေ့ဘူးကောင်းတဲ့အတွေ့မတွေ့ဘူးဆိုရင်စဉ်းစားကြည့်ပေါ့သူများကိုဒုက္ခရောက်စေမဲ့အတွေ့မျိုးတွေတွေ့တယ်ကိုကိုယ်တိုင်ဒုက္ခရောက်စေနိုင်တဲ့အတွေ့မျိုးတွေတွေ့တယ်သူစီရဲ့လုပ်ငန်းကိုပဲအမြဲစဉ်းစားတယ်စဉ်းစားလိုက်တာနဲ့တပြိုင်တည်းသူဟာတကယ်ကို ဆိုးွားတဲ့အနေထားမျိုးတွေပဲကိုဆွေးဆိုပါစို့ကိုချင်းတရားနဲ့ပတ်သက်ပြီးပြောမဆွေးသူဟာတတ်မှုဖြတ်မှုဆိုတဲ့ဒီကိစ္စတွေကိုတွေးတယ်ဘယ်သူတတ်မဲဘယ်ဝါတတ်မဲအကျဉ်းနာကဲမဲ့ပြီးတော့ဒီပဏ္ဏတိပတ္တလို့ဆိုပါစို့သူများတဲ့ကိုတတ်ဖို့သူများဒုက္ခပေးဖို့တွေးတယ် တရားဥစ္စာကိုမတရားတဲ့အနေနဲ့ရအောင်ယူဖို့တွေးတယ်။သူတော်ကတာမညာကိုတိတ်ခါချစော်ကားဖို့ပဲဒါပဲတွေးတယ်။လိမ့်လဲလဲစားပြောချဖို့ဒါတွေတွေးတယ်။အယက်သေးစာတောက်စားဖို့ဒီကိစ္စလေးပဲတွေးတယ်။အဲ့ဒီတွေးတွေဟာအတိတရားကင်းမဲ့တဲ့ပုံကိုယ်တွေတွေးလေးတွေးထားရှိတယ်။အတွေးတွေသာဖြစ်တယ်ပေါ့။သူတို့ဟာပျော်ဖို့တခုတည်းကိုသာစဉ်းစားပြီးတော့ ဒီဖြစ်ပေါ်လာမဲ့ရလတ်တစ်ခုဆိုချူဖြစ်ပေါ်လာမဲ့ဆိုချူဘယ်တော့မှခေါင်းထဲမထည့်ဘူးပျော်ရဖို့တစ်ခုတည်းပဲစဉ်းစားပြီးတော့တွေးတဲ့အတွေ့မျိုးတွေနမူနာအားဖြင့်ဒုစရိုက်နဲ့ပတ်သက်တဲ့အတွေ့မျိုးတွေပဲသူတွေးတယ်ဒါကဘာလပုဂ္ဂိုလ်ရဲ့တွေးတော်ဆင်ခြင်မှုပါအဲ့တိုင်းသူခေါင်းထဲမှာသူစဉ်းစားလို့ရှင်ဘယ်သူဒုက္ခပေးရမလဲ ဘယ်ပစ္စည်းကိုဘယ်လိုရအောင်ယူရမလဲနော်ဘယ်သူနဲ့ပေါင်းပြီးဘာတွေလုပ်ရမလဲဆိုတော့ဒီလို အတွေးမျိုးတွေမတရားသဖြင့်ရယူမှုတွေမတရားသဖြင့်ဖြစ်ပေါ်လာမှုတွေ ਨੇ ပတ်သက်ပြီးတော့တွေးတဲ့အတွေးမျိုးတွေကြီးပဲတွေးတာအဲ့ဒါကိုဒုစိန်ဒိတာစိန်ဒီအကောင်းဘယ်တော့မှမတွေးဘူးအစိုးတွေပဲတွေးတယ်လို့သူဆိုတယ် အဲ့ဒါအတိတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်ဟာအဆိုးဘက်ကိုအမြဲတွေးတယ်ပြောရမယ်ဆိုရင်တစ်ဖက်သားအပေါ်မှာမေတ္တာနဲ့တွေးတဲ့အတွေ့မတွေ့ဘူးအမုန်းတရားနဲ့တွေးတဲ့အတွေ့မျိုးတွေးတယ်ဒီလိုဆိုလို့ကူညီဆောင်ရှောက်မယ်ဆိုတဲ့အလောဘ generosity ဆိုတဲ့အတွေ့နဲ့မတွေ့ဘူးမိမိရယူမှုတစ်ခုတည်းကိုပဲစဉ်းစားပြီးတော့တွေးတယ် လောကရဲ့သဘာဝတရားအမှန်တရားကောင်းကျိုးချမ်းသာဖြစ်ဖို့မဖြစ်ဖို့ဆိုတဲ့အကြောင်းတရားတွေနဲ့ပတ်သက်ပြီးတော့ကောင်းတယ်ဆိုးတယ်ဆိုတာခွဲခြားပြီးတော့တွေးတဲ့အတွေ့မျိုးမတွေးပဲနဲ့တွေးလိုက်မှဖြင့်မကောင်းတဲ့အလုပ်လုပ်ဖို့ကြီးပဲတွေးတယ်လို့ဆိုအဲ့ဒါမျိုးကိုဒုစိဋ္ဌိတစိတ်တည်းလို့ခေါ်တယ်အဲ့ဒီဇယိုက်သူ့ရဲ့တွေးပုံမြင်ပုံကိုကြည့်ပြီးတော့ဒီပုဂ္ဂိုလ်ဟာတိညာကဲမဲ့တဲ့ပုဂ္ဂိုလ်ပဲ ဒီတွေးတွေတွေးပြီး तू ဒီအပြောတွေနဲ့တွေးတဲ့အတိုင်းပြောမယ်တွေးတဲ့အတိုင်းလုပ်မယ်ဆိုလို့ရှိရင် तू ကဒုက္ခရောက်မှာပဲလို့တမန်လူတော်လူကောင်းတယောက်ကသိနိုင်တယ်ပေါ့အဲ့ဒီလိုသိနိုင်တဲ့အနေအထားမျိုးဒါသူ့ရဲ့ဇယလက္ခဏာလို့ပဲခေါ်တယ်နောက်တစ်ခါပြောပြီဆိုတဲ့အခါမှာလည်းပဲထို့တူပဲသူတော်ဘာနင်နာမဲစကားမျိုးတွေသူတော်ဘာကိုထိခိုက်မဲစကားမျိုးတွေကိုယ့်ကိုယ်ပြန်ထိခိုက်မဲစကားမျိုးတွေ ဆိုးကျိုးကိုဖြစ်ပေါ်စေနိုင်တဲ့စကားမျိုးတွေကိုပဲရွေးချယ်ပြီးတော့ပြောတယ်။အဲ့ဒါလို့မကောင်းတဲ့စကားဆိုတာဒုစရိုက်နဲ့ဆက်နွယ်ပြီးတော့နေတဲ့စကားမမေတတ်ဖို့ဖြတ်ဖို့ခိုးဖို့လူဖို့ရက်ဖို့လူတွေမိသားစုတို့စော်ကားဖို့လိမ်ဖို့ညာဖို့ဂုံးတိုက်ဖို့အယက်သေးစားတောက်စားဖို့ဆိုတဲ့ဒီအပြောမျိုးတွေပဲ ြောနေတာအဲ့ဒီပြောမျိုးတွေပဲပြောလေးပြောထားရှိတယ်။ကောင်းကျိုးချမ်းသာလူအကျိုးပြုတွေပြောဖို့ဘယ်တော့မှမပြောဘူး။လူတွေကောင်းကျိုးချမ်းသာရအောင်မလိုရမယ်ဆိုတဲ့ပညာနဲ့ပြောရမယ်စကားမျိုးတွေကိုမပြောဘူး။လူမိုက်စကားအမြဲတမ်းပြောတယ်လို့သူဆိုရမှာပေါ့။အဲ့ဒီအပြောကလည်းပဲမကောင်းတဲ့စကားကိုပြောတယ်လို့ မြတ်စွာဘုရားကတမန်အဖြစ်ဒီလိုခေါ်လိုက်တယ်။မကောင်းတဲ့စကားပြောတယ်ဆိုရက်ဒီဗဇိတုဆိုင်နဲ့ပြောလိုက်မယ်ဆိုရင်လိမ်ပြောတာမကောင်းတဲ့စကားပဲ။တုံးနဲ့တူမတည့်အောင်လုပ်တာမကောင်းတဲ့စကားပဲ။ကြံတန်းပြီးဆေးရည်တိုင်းထွာတာမကောင်းတဲ့စကားပဲ။တရားလက်လွတ်ပြောတဲ့စကားတွေလူလောကမှာလူလူကိုအကျိုးဘာတစ်ခုမှမပြုဘဲနဲ့ လူလောကထဲမှာကောင်းကျိုးချမ်းသာကိုပေးနိုင်မဲ့ဒီမှန်ကန်တဲ့စကားမျိုးတွေကိုမပြောပဲနဲ့အကျိုးမရှိစကားမျိုးတွေကိုသာပြောတယ်လို့ဟောတာဒုဗ္ဗတိတ္တဘာတိလို့သူတို့ခေါ်တယ်ပေါ့အစိုးရကြီးပဲပြောတာဒါအတိတရားကိမဲ့သူရဲ့ဇေယျလက္ခဏာတစ်ခုပဲနောက်တစ်ခုကိုမြတ်စွာဘုရားဟောတယ်ဒုက္ကတကမ္မကာရီ လုံလိုက်ပြီဆိုလို့ရှိရင်လည်း तू တွေးတယ်လို့ तू ပြောတယ်လို့ပဲမကောင်းတဲ့လုပ်တွေကြီးပဲလုပ်တယ် तू ဟာမကောင်းတဲ့ပဲစဉ်းစားတယ်မကောင်းတဲ့လုပ်တွေကိုလုပ်တယ်လူတကာတမန်လူတယောက်မလုပ်ရဲတဲ့အလုပ်မျိုးတွေကို तू လုပ်တယ်နော်လဲစေးတတ်မဲ့ဖြတ်မဲ့လဲစေးတမယပစ္စည်းကို မတရားယူမဲ့သူတော်ဘာသားမယားကို ပြင်မှားမဲ့လဲလီလဲစားပြောချမဲ့နော် အယက်သေးစားတောက်စားမယ်ဆိုတဲ့ဒီအလုတ်တွေဒုက္ခတကမ္မကာရီလူလောကလူတိတ်ခါပြည့်စေတတ်တဲ့အလုတ်မျိုးတွေလို့အဲ့ဒီအလုတ်တွေပဲလုတ်တယ်အဲ့ဒါကိုကြည်ခြင်းအားဖြင့်ဒီလူဟာဘာလအတိညာကိမဲ့တဲ့လူပဲလို့သိတာထင်ရှားတယ်လို့မြတ်စွာဘုရားဒီလိုဟောတာသိတာထင်ရှားတယ်